မြင့်တက်လွင်ချန်နယ်ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကိုပြောက်တက်လုံးလို့အမည်ရတဲ့ပြရလောကဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ ပကံမြူဟောင်းမှာရှိတဲ့ဇေဒီပြတ်တစုပေါ်မှာတော့မောင်ကောင်းတဲ့ခွန်လာတော်နှစ်ယောက်ရင်ကြီးတွေကိုတန်ဘရက်နဲ့ပုတ်တိုက်နေခဲ့တယ်။ဇေဒီအောက်ခြေမှာတော့ကြံတချောင်းကိုဆုပ်ရင်ထိုင်နေတဲ့လူကဘေးမှာရင်ကြီးတွေကြံနေသေးတယ်။မင်းတို့ချောင်းခုံနေဒီဇေဒီမှာမိုးချုပ်သွားမှာနော်။နောက်မှရောင်တော်ဖွင့်ခိုင်းရတဲ့ဇေဒီတွေမပြေလို့ရက်တိုးနေရမယ်။အဲ့လိုပြောဆိုကရဲကြဲကြဲလုံနေခဲ့တယ်။မောင်ကောင်းတဲ့ခွန်လာတော်လည်းသူတို့အပြစ်နဲ့သူမို့ဇောဒကမတက်ရဲပဲချွေးတွေတတိတိကြတဲ့အထိတန်ရှင်းရဲလုံနေတဲ့အချိန်ထီတော်အောက်ခြေနာမှာရှိတဲ့အောက်ခဲလေးတစ်လုံးကအပြင်ကိုချော်ထွက်သွားခဲ့တယ်။ အကိုအထဲမှာတက်တာတလုံးပါလားယွန်းတက်တာလေးပါလားထုတ်ကြည့်စမ်းမောင်ကောင်းတို့လည်းတက်တာကိုလက်ညိုးနဲ့ကလော်ပြီးကြည့်လိုက်ရအဖုံးပေါ်မှာအတွန်တက်တွေပါတဲ့လက်ရည်နဲ့ထိုက်သူယူစီလို့ရေးထားတဲ့စာအချို့ကိုမြင်လိုက်ရတယ်ထိုက်သူယူစီဆိုပါလားအထဲမှာဘာရှိလဲဖွင့်ကြည့်အောင်ကြက်နေတယ်ဗျအာဒီဘက်မှာလေမင်းကဖင်းရဖွင့်နေတော့ဘယ်ရမလဲဒီလိုပဲမောင်ကောင်းကတက်တာကိုလက်သေးနဲ့ခွာပြီးဖွင့်လိုက်ရတယ် အထဲကနေခဲရောင်အလုံးလေးနှလုံးထွက်လာခဲ့တယ်။တက်လုံးနှလုံးမလား။ဘသူတွေရမြဒီလိုစီရီတဲ့ဌာပနာထည့်သွားပါလိမ့်။ဌာပနာမဟုတ်ဘူးကွ။ထိုက်သူယူစီလို့ရေးထားတာတွေ့တဲ့သူကိုယူစီခြင်းလို့နေမှာ။အကိုယူရရင်ယူလေ။ကျွန်တော်တို့မယူရဲဘူး။ငါလည်းမယူရဲပါဘူးဟာ။သူရေးထားတဲ့အတိုင်းပြောပြတာ။နှစ်ယောက်သားတက်လုံးနှလုံးကိုဂိုင်မှုတွေရှိအောင်ဂိုင်ကြည့်လိုက်တဲ့အချိန်။ဟာ။ခုနကောင်ပဲပျောက်သွားတာလေ။ ီနှကောင်နဲ့တော့ငါစိတ်ညစ်ပါတယ်။ဆိုတဲ့ကြာရိုးရဲ့အတန်ထွက်လာခဲ့တယ်။သူ့မျက်စိရှိတဲ့တဲ့မှာထိုင်နေတဲ့မောင်ကောင်းတဲ့ခွန်လာတို့ကတော့ကင်ထားတဲ့ဗရမားတွေကိုကြီးလိုက်အချင်းချင်းကြီးလိုက်လို့ပြီးကြာရိုးကင်ထားတဲ့ကြံချောင်းကိုစက္ကနဲဆွဲယူလိုက်ပါတော့တယ်။ဘာလဲဟာ။နေခင်းကြောင့်တော့ရေးချတာလား။ကြာရိုးကလေးပေါ်မှာဝဲနေတဲ့ကြံချောင်းကိုကြည့်ရင်အမြင်အာရုံကိုစုစည်းလိုက်တယ်။ဒါပေမဲ့ဘာမှမမြင်ရကြောင်းစိတ်ထဲအနှဲငယ်ဆိုရင်သွားပြီးတဘိုးကိုယူကကြံချောင်းကိုရိုက်မလို့ဟန်ပြင်လိုက်တယ်ဆိုရင်ပဲ သူ့ရှိမှဆက်ပြေးပြေးလုံနေတဲ့တကောင်သားနှစ်ကောင်ပေါ်လာခဲ့တယ်။မင်းတို့ဘလို့ကြောင့်ရုတ်တရက်ကြီးကိုပြောက်သွားရတာလဲ။မဟုတ်မှလွယ်ရောငါစီရင်ထားတဲ့ကိုပြောက်အင်းကိုတုံးလိုက်တာမလား။ဘယ်ကကိုပြောက်အင်းရမှာလဲကျွန်တော်တို့ကိုမမြင်ရတာဒီတက်လုံးကြောင်မြ။မောင်ကောင်းကအိတ်ကက်ကိုဟပြီးတော့အထဲမှာရှိတဲ့ဈေးစည်းလောက်အရွယ်အလုံးတစ်လုံးကိုလှစ်ပြလိုက်တယ်။မှန်သား။တောင်မင်းတို့ဘယ်ကနေရလာလဲ။ဇေဒီယိုတန့်ရှင်းလို့ရင်းနဲ့အထဲကနေထွက်လာလေ။ဒီမှာကြည့် ကိုကြာယုလည်းခွန်လကမ်းမိတဲ့ယုံဘူးကိုယူကြည့်လိုက်ရာအပေါ်မှာရေးသားထားတဲ့စာသားကိုမြင်တွေ့သွားခဲ့တယ်။ထိုက်သူယူစီဆိုပါလား။ဒါဆိုဒီတက်လုံးကိုမင်းတို့ပိုင်တာပေါ့။ဒီကိစ္စကိုဆရာလာရင်ပြန်ပြောပြရမယ်။ကျုပ်တို့သဘောနဲ့တော့မယူရဲပါဘူးဗျာ။မောင်ကောင်းကတက်လုံးကိုယုံဘူးနဲ့ပြန်ထည့်ပြီးမူလနေရာမှာပြန်ထားဖို့လို့။ကြဒါသေးတက်လုံးကဒီလိုမထင်မရှားစေဒီမှာထာပနာထားတာကိုဆိုတဲ့အတန်နဲ့အတူလေကားပေါ်ကိုတက်လာတဲ့အောင်မျက်တာကိုမြင်လိုက်ရတယ်။ဆရာ ဘယ်ထဲကရောက်နေရလဲမင်းတို့ကြာရိုးရဲ့ကြံကြောင်းကိုယူပြီးစားနောက်ထဲကရောက်နေတာဘယ်လိုလဲဇေဒီတွေကိုတန့်ရှင်းရဲလောက်ကတာအဆင်ပြေလားအဆင်ပြေပါတယ်ဆရာဒါနဲ့လေဒီဓာတ်လုံးအကြောင်းကိုဆရာဘယ်လိုသိနေရလဲမင်းတို့အချိန်နောက်ပြန်အင်းကိုတုံးပြီးပျောက်သွားတဲ့အချိန်ဆရာတော်ကြွလာခဲ့တယ်သူမိန်တာကအရှင်အဆကောနာထွက်ရပေါက်တုံးကစီရင်ခဲ့မှုတဲ့ပြသားတွေဓာတ်လုံးနှလုံးဟာစိတ်ညံ့ညင်မှဇေဒီနဲ့တမိုင်ပတ်လည်အတွင်းမှာရှိနေတယ်တဲ့ ဒါကြောင့်တမိုင်ပတ်လည်အတွင်းမှာရှိတဲ့စီးရီးတွေကိုမင်းတို့တန်ရှင်းလောက်ကိုင်းခဲ့တာပဲ။ကန်ကောင်းကျင်တော့မင်းတို့ကရပ်ပိုင်းလောက်နဲ့ဓာတ်လုံးကိုရှာတွေ့ခဲ့တယ်။ကျွန်တော်တို့ကဒီဓာတ်လုံးနဲ့ပထမဆက်ပါလို့ရှာတွေ့တာလား။တိတ်ဟုတ်တာပေါ့။အရှင်အစ္စကောနာဆိုတဲ့ပုဂ္ဂိုလ်ကဆရာတော်တောင်ဓာတ်လုံးပေါ်မှာရှိတယ်ဆိုတာအရေးမော့ပဲပြောပြခဲ့တာ။ဒီဓာတ်လုံးကိုလည်းမင်းတို့ရဲ့ပညာတူအကိုတွေဖြစ်ခဲ့ဘူးတဲ့။တက်ခိုင်နဲ့တောက်ရတို့လည်းရှာဖွေခဲ့ဘူးတဲ့။အောင်မြတ်တာရဲ့စကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့ရဲ့မျက်နှာက ချက်ချင်းတည်ကြည်သွားပြီးဟန်ပန်မူရာအစပြောင်းလဲသွားခဲ့တယ်။ကျွန်တော်တို့ဘလို့တာဝန်တွေထမ်းဆောင်ရမလဲဆရာ။ဆရာသာအမိန်ပေးရင်ကျွန်တော်တို့ဘာမှမဆိုလုပ်ဖို့အသင့်ပါပဲ။ကျွန်တော်ရောပဲဆရာ။အကုန်နဲ့ဆရာသာပါရင်ဘာမှမဆိုလုပ်ရဲပါတယ်။ခွန်လာစကားအဆုံးမှာမောင်ကောင်းရဲ့နှကန်လေးကမတိမတာပြုံးကွေးသွားခဲ့ပါတယ်။မင်းတို့နှစ်ယောက်ကလူငယ်ဘဝကနေလာခဲ့တာမို့တခါတလေတစွတ်တိုးဆန်ကြတယ်။မဟုတ်မခံခြင်းစိတ်ရှိကြတယ်။ဒါကတချို့နေရာတွေမှာအတုံးဝင်တယ်လို့ တချို့နေရာတွေမှာအရန်အနေရများတယ်။မင်းတို့အချိန်နောက်ပြန်အင်းကိုတုံးပြီးနှစ်ရာပေါင်းများစွာကိုပြန်သွားခဲ့တာဘလောက်အနေရများလဲဆိုတာသိလား။အောင်မြတ်တာရဲ့စကားကိုမောင်ကောင်းတဲ့ခွန်လာတို့နှစ်ယောက်လုံးတုတ်တုတ်မြပြန်မလှုပ်ပဲနားထောင်နေခဲ့ကြတယ်။ဆရာတော်သားမင်းတို့ဖြစ်ကိုကြိုးမမြင်နိုင်ဘူး။မင်းတို့ကိုကြိုးမတွေးပေးခဲ့ဘူးဆိုရင်မင်းတို့ရောကြာရောရောခေဟောင်းမှာပိတ်မိပြီးဘဝကုန်ဆုံးသွားမှာ။ဆရာ ကျွန်တော်တခုမေးလို့ရလား။တစ်ချိန်လုံးညင်နေတဲ့ကြာရောကစောင်းကြောင်ထိုင်နေရအနေထားလိုက်ပြီးမေးလိုက်တယ်။ မေးလေမောင်ကြယူအချိန်နောက်ပြန်အင်းအကြောင်းကိုကျွန်တော်လဲလေ့လာဖို့ပါတယ်ဒါကြောင့်လည်းဒင်းတို့နှစ်ကောင်မထင်မှပဲကူညီပေးတယ်လို့ဖြစ်သွားခဲ့တာခင်ဟောင်းကိုရောက်တော့စုံငဲတဲ့တံတောင်းစားအကြီးအကဲဆိုတာဆရာတို့နဲ့စုံငဲရရဲ့သူလားဒီအကြောင်းရနဲ့ပတ်သက်ပြီးအောင်မြတ်တာနဲ့အချိန်နောက်ပြန်အင်းဆိုတဲ့ဝတ္ထုမှဖတ်ရှုနိုင်ပါတယ်ဟုတ်တယ်ကြယူဆရာတော်ကမင်းတို့အဖြစ်ကိုမြင်လို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကကြိုးစည်းစင်နာခဲ့တာကျွန်တော်ကအချိန်နောက်ပြန်အင်းကိုဆွဲသလိုအနာဂတ်ကိုတွားတဲ့အင်းကိုလည်းဆွဲလို့ရမယ်ထင်နေတာ ဒါမဲ့တခါမှတော့မဆန်းသက်ခဲ့ဘူးအနာဂတ်ကိုသွားတဲ့အင်းကဆရာတော်ကခွင့်ပြုမှတုံးလို့ရတာဒါကြောင့်ပြောချင်တာဒီလိုဖြစ်ရမျိုးအခွင့်မရပဲနဲ့ဘယ်တော့မှမလုပ်ဖို့ပဲကျွန်တော်တို့နားလဲပါပြီဆရာနောက်နောက်ဒီလိုအမားမျိုးမရှိစေရတော့ဘူးလို့ကတိပေးပါတယ်မင်းတို့နေ့ကအခုချိန်အစပြီးတာဝန်တစ်ခုပေးမယ်ဒီတာဝန်ကိုဆရာတော်ကိုယ်တိုင်ပေးတာမို့အမားရင်းမရှိအောင်လုပ်ဖို့တော့လိုမယ်နော်ကျွန်တော်စူးစမ်းမယ်ဆရာဘယ်လိုတာဝန်မျိုးလဲဆိုတာသာပြောပါ မင်းတို့နှစ်ယောက်ပြတားတေတလုံးဓမယန်ကြီးစီဒီအတွင်းပတ်လန်းနဲ့ကိုယူသွားလိုက်မယ်။ဂူပတ်လန်းနဲ့ရောက်လို့ဆိုရင်ပြတားတေတလုံးနှလုံးကိုတလုံးနဲ့ဖြစ်အောင်လုပ်ရလိမ့်မယ်။ဒီခရီးကခက်ခဲကြမ်းတမ်းနိုင်တဲ့အပြင်မထင်မှတ်ထားတဲ့ကိစ္စတွေလည်းအချိန်မရွေးဖြစ်လာနိုင်တယ်။နောက်ဆုံးမင်းတို့နားလဲအောင်ပြောရရင်နှစ်ယောက်လုံးအသက်တည်တဲ့အထိအန္တရာယ်များတယ်။မင်းတို့လုံနိုင်ပါမလား။ကျွန်တော်တို့နဲ့ဆရာ မလိုက်ခဲ့ဘူးလား။ဒီတလုံးကမင်းတို့နဲ့ပဲပဋ္ဌာန်းဆက်ပါတာမို့မင်းတို့ကိုယ်တိုင်ဖြည့်ရှင်းရလိမ့်မယ်။လုံးမစရာ ဘလို့အခက်ခဲတွေရှိပါစေဖြစ်အောင်လုပ်မယ်ကျွန်တော်လည်းအကိုပြောသလိုအောင်မြင်တဲ့အထိစူးစမ်းမယ်ဒါဖြင့်မင်းတို့စုံဖြတ်ပြီးပြီဆိုရင်တေးကြလားတေးကြပါလေဆရာကောင်းပြီတေးကြရဲဆိုရင်တော့မင်းတို့အတွက်လိုအပ်တဲ့ကျင့်ကြံမှုတွေစားလုပ်ကြရမယ်ဒီညတကောင်အချိန်မှာအသင့်ဖြစ်နေပါစေအောင်မြတ်သားစကားကိုခပ်ပြက်ပြက်ပြောပြီးမလမ်းမကမ်းမှရှိတဲ့ကုဖရားတစုဘက်ကိုထွက်သွားခဲ့လိုက်တယ်မောင်ကောင်းတို့လည်းတနေကုန်တန်ရှင်းရေးလောက်ထားတာမို့ညက်ပတ်နေတဲ့ခန္ဓာကိုယ်ကိုစေကျော်တန့်စင်ရအတွက် အတန်အတင့်ဝေးတဲ့ဘုံကြီးကျောင်းကိုသွားပြီးကိုလတ်တန့်စင်ကယောဂီဝတ်စုံကိုတေတက်စွာဝတ်စင်ရင်ညတကောင်အချိန်ကိုစောင့်ဆန်းနေလိုက်တယ်။လာယောင်ကပကံမြေကိုအတိုင်းစားမဲ့ကြာရောက်နေတာကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေရှင်းလင်းစွာမြင်တွေ့နေခဲ့တယ်။အဲ့ဒီအချိန်လူနှစ်ယောက်ကမောင်ကောင်းတို့ရှိတဲ့ဇီးတီကိုဖြည်းဖြည်းမှန်မှန်လျှောက်လာနေတာကိုလှမ်းမြင်လိုက်ရတယ်။အနားရောက်လို့ကြည့်လိုက်တော့ဖြောင်းဆင်းနေတဲ့စပင်ကိုတေတက်စွာထုံထားတဲ့ဆရာဖြစ်သူနဲ့အတူအနှဲငယ်ကွေးကောက်နေတဲ့စပင်ကိုတက်ရက်စွာစီးနောင်ထားတဲ့မေယိုကကနာရန်ဆင်းဆင်းတဲ့လူတယောက်ကိုမြင်တွေ့ခဲ့ရတယ်။ ကိုကြရောမလားမောင်ကောင်းတော်အံ့အားတင်သွားခဲ့လိမ့်ပြီဘာကြောင့်လဲဆိုတော့ရခင်ကသဘင်ဘုဒ္ဓရဲ့နှကမွေမိုးစိမ်မွေးတွေနဲ့ညစ်တီးညစ်ပတ်နေတဲ့သူကအခုလိုတန့်ရှင်းလိုက်တော့တော်ယုံကြည်ကောင်းပါတယ်ဆိုတော့ယောက်ျားတွေထတာပို့ပြီးခန့်ညားနေခဲ့တယ်မလားကဲသူတို့မိတ်ဆက်ပေးလိုက်ပါဦးအောင်မြတ်တာစကားကြောင့်ကြာရိုးတစ်ဖြစ်လဲပါလာတဲ့သူကမောင်ကောင်းတော်ကိုကြည်ပြီးလက်ခနဲပြောင်းလိုက်ရာညာနှကန်းအစွန်းအောင်နာကနေပဲစေကန်ရှိတဲ့အချိုင်လေးတစ်ခုပေါ်လာတာကိုမြင်တွေ့လိုက်ရတယ်ကျောင်းနမေကပြက်ကလို့ခေါ်တယ် တောင်ဝန်ကတော့ပကံမြောင်းနေမြေတဝိုက်ကိုလာတဲ့ပုံကိုယ်တွေကိုကူညီပေးရတာပဲအခုလိုကြတော့လေကိုကြရုပ်အဲကိုပြက်ကအရန်ကြီးလိုကောင်းတာပဲမောင်ကောင်းစကားကိုကိုပြက်ကဘာမှပြန်မပြောပဲပြုံးယုံတာပြုံးနေခဲ့တယ်ပြက်ကမင်းရောအတင်းဖြစ်ပြီလားဖြစ်ပါပြီဆရာဒါဆိုရင်ရုံဏခွဲထုတ်လို့ရတဲ့ကျင့်စဉ်စကြတာပေါ့အောင်မြတ်တာကဇေဒီပေါ်မှာလေးတောင်းပုံစံနေရာယူခိုင်းလိုက်ပြီးနတ်ပင့်ကာရာရုတ်ဖက်လိုက်ရာအရက်လေးညက်နာကမီးစလိုက်နဲ့ထိုးသလို့ ်လင်းကနေလက်ခနဲ့အယောင်တွေထွက်ပေါ်လာခဲ့တယ်။မောင်ကောင်းခေါလာမင်းတို့စိတ်တွေနဖူးအလဲမှာစူလာကြ။အောင်မြတ်တာကကျင့်စဉ်ကိုလမ်းပြရသူမျိုးမျက်လုံးကိုဖွင့်ထားပြီးမောင်ကောင်းနဲ့ခေါလာတို့ဒီဇိုင်းမမတ်အကဲခတ်နေခဲ့တယ်။ပြက်ကကတော့တင်မလင်ခွေထိုင်ပြီးပေါင်တစ်ဖက်စီပေါ်မှာလက်ညှိုးနဲ့လက်မထိတဲ့ဟန်ကိုပြုလုပ်ကငြိမ်သက်နေခဲ့တယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်ဆွမ်းအင်တွေကိုနဖူးအလဲတက်တဲ့ကိုပို့ထားကြ။ပါအကြောင်းအကြောင်းနဲ့မှမျက်လုံးမဖွင့်ကြည့်မိစေနဲ့။မောင်ကောင်းတဲ့ခွန်လာတို့လည်းဆရာဖြစ်သူပြောရတဲ့အတိုင်း မိမိတို့ရဲ့စိတ်ဆွမ်းအားကိုစူးစီးပြီးနှစ်ဖူးအလဲတတဲ့ကို ပို့လွတ်လိုက်ရာမဲမောင်ဖုံးနေတဲ့အမြင်အာရုံကနေမျက်စိကြိမ်မတက်အဖြူအောင်အလင်းတွေမြင်လာခဲ့ရတယ်။ထူးဆန်းလိုက်တာဒီကလေးနှစ်ယောက်ကဘလို့ဖြစ်ပြီးတထက်တည်းကြာနေတာပါလဲ။အောင်မြတ်သားကစိတ်သေးကနေရေရွရင်မောင်ကောင်းတဲ့ခွန်လာတို့ကိုကြည့်လိုက်ရာနှစ်ယောက်စလုံးစီမှာပြောင်းရိုက်တွေတန်းနေတာကိုမြင်လိုက်ရတယ်။မောင်ကောင်းခွန်လာငါအတန်းကိုကြားရလားကြားရရင်စိတ်သေးကနေပြန်ဖြေ။ ကြားရပါတယ်ဆရာပဲ့တင်တန်းလို့အတန်မျိုးနဲ့ကြားရတယ်ကျွန်တော်လည်းကြားရတယ်ဆရာအကိုပြောတဲ့အတန်ကိုလည်းကြားနေရတယ်မင်းတို့ရဲ့စိတ်တွေထိန်းချုပ်တာအယမ်းတော်တယ်အခုဘလို့ခံစားနေရလဲမောင်ကောင်းအရင်ပြောကျွန်တော်ကလေပေါ်မြောက်တက်တော့မဲ့အတိုင်းပဲခန္ဓာကိုယ်ကပေါ်ပါနေတယ်ဆရာခွန်လာကရောဘလို့ခံစားနေရလဲဘာမှတော့မခံစားမိသေးဘူးခဏလေးဆရာကျွန်တော်နှာခေါင်းထဲမှာစိမ့်ရွှင်မွေးပြန့်တဲ့ရေနံတစ်ခုရနေတယ် ခေါလာစကားအဆုံးမှာတမလင်ခွေထိုင်နေတဲ့ဗျက်ကကရုတ်တရက်ထရက်လိုက်ပြီးဇေဒီအောက်ခြေရဲ့မလန်မကန်မှာပေါက်နေတဲ့တမပင်စီကိုပြေးဆင်းသွားခဲ့တယ်။ဘာနှမ်းမှမရတော့ဆရာစိတ်ထဲအေးချမ်းနေတာပဲသိတော့တယ်။ခေါလာစကားအဆုံးမှာဗျက်ကပြန်ရောက်လာပြီးမူလပုံစံအတိုင်းပြန်ထိုင်နေခဲ့တယ်။အောင်မြတ်တာတို့လည်းတကောင်အချိန်ကနေအယုံတက်ချိန်အထိတမထအချိန်ကိုကျင့်ကြံပြီးတော့ရောင်နေပြိုးတဲ့အချိန်ရောက်တဲ့အချိန်မှာတော့ကဲဒီနေ့တော့ဒီလောက်ပဲအခုတော့မင်းတို့နားလိုက်ကြအောင် ငါနဲ့ပြက်ကလမ်းလျှောက်ရင်စကားပြောလိုက်အောင်မယ်ဟုတ်ကဲ့ဆရာကျွန်တော်တို့လည်းဒီကုလုံးအားတွေကုံသားသလိုဖြစ်နေလို့ခဏကြောဆန့်လိုက်အောင်မယ်မောင်ကောင်းတဲ့ခွန်သားတို့ဇေဒီပေါ်မှာလဲလျောက်နေတဲ့အချိန်အောင်မဲတာတို့ကလမ်းလျှောက်ထွက်လာခဲ့ကြတယ်ပြက်ကညာတစ်ချက်ဒီအချိန်လောက်ကဘာဖြစ်တာလဲဥစ္စာဆောင်မတယောက်ကဆရာတို့ဖြန့်ချက်ထားတဲ့ကွန်ရက်ထဲကိုဝင်လာလို့သွားမောင်းထုတ်တာညာသူတို့အချိန်တွေဘယ်လိုရှိလဲဆရာဒီပုံစံအတိုင်းဆိုရင်တော့မကြခင်အောင်မြင်နိုင်မှာပါ ဆရာတပည့်တွေကထပ်ပါတယ်။ကျွန်တော်တို့ကဆိုဒီလိုအဆင်ရဖို့တနည်းတော့ကျင့်ခဲ့ရမှာလား။အင်းမင်းလိုခက်ဆိုးဆိုးခက်တိတ်တိတ်လူကအခုလိုဖြစ်လာမယ်လို့ဘသူကထင်ပါလဲနော်။ဖြစ်ချိန်နဲ့တော့လေဖြစ်လာတာပေါ့ဆရာရဲ့။ဒါနဲ့လေတတော်တော်ဒီလိုစမ်းတမ်းမှုကြီးဟာကြီးလို့မနေဘူးလားဆရာ။ခက်ခဲမှုကိုရင်ဆိုင်နိုင်မှတို့ရှိရေတိုးတက်မှာမလား။ဒါကြောင့်ဒီတောင်ကတို့ရဲ့ပညာကိုမြင့်မားစေမှာပါ။အောင်မြတ်တာကိုလည်းစကားတပြောပြောနဲ့လမ်းလျှောက်ရင် ဇေဒီကိုပြန်ရောက်လာတဲ့အချိန်မှာတော့မောင်ကောင်းနဲ့ခွန်လာတို့တရားထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။ဖြက်ကတော့မောင်ကောင်းနဲ့ခွန်လာတို့အံ့အားသင့်တဲ့မျက်လုံးတွေနဲ့ကြည့်နေပေမဲ့အောင်မျက်တာကတော့နှကန်းထောင်လေးတွုံယုံပြောလိုက်ပါတော့တယ်။မောင်ကောင်းနဲ့ခွန်လာတို့တညာလုံးမလုံးမချက်တန်းတရားထိုင်နေကြတာအာယုံတက်လုကန်ဒီအချိန်မှာတော့သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်းအခုံးငွေ့တတန်ကိုပွားတွေထွက်ပေါ်လာခဲ့တယ်။ဒီမြင်ကွင်းကိုမြင်တဲ့အောင်မျက်တာကဘေးမှာထိုင်နေတဲ့ဖြက်ကကိုကြည့်ကအတိတ်ဘဝပါရမီအခမ်းပါလာတော့ ဒီလိုကြင့်စဉ်ရသူတို့အတွက်တိတ်မခတ်ခဲဘူးထင်ပါတယ်အဲ့လိုပြောလိုက်ပါတော့တယ်မကြခင်အိတ်တန်းကနေနှုတ်ထလာတဲ့ကျင်းငတ်တို့ရဲ့အတန်နဲ့တူမောင်ကောင်းတဲ့ခွန်လာတို့တရားဖြုတ်ကထလာခဲ့ကြတယ်မင်းတို့နှစ်ယောက်ကထင်နာတာထပ်ပိုးပြီးအရေးချင်းရှိကြတာပဲဇေယျချီကျူတာမခံယူဝတ်မအောင်ကျွန်တော်တို့ဒီနေ့ရော ကြင့်ကြံရအောင်ပါလားဇေယျထပ်ပြီးတော့ကြင့်ကြံမှုလို့အောင်မယ်ဒါမဲ့အခုတော့မဟုတ်သေးဘူးဒါဆိုကျွန်တော်တို့ဗာဆက်လောက်ရမလဲဆိုတာလမ်းညွှန်ပေးပါဇေယျ အခုကျန်စပြီမင်းတို့နှစ်ယောက်ရဲ့ခီးစဉ်စတင်ရတော့မယ်။တမယံကြီးဖရားရဲ့အတွင်းမချံကိုဝင်ရောက်ပြီးတော့တက်လုံးနှလုံးကိုတက်လုံးနဲ့ဖြစ်အောင်လုပ်။အထဲမှာမင်းတို့ကိုစောင့်နေတဲ့သူရှိတယ်။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်တို့အစွမ်းရှိတဲ့လောက်ကြိုးစားပါမယ်။အခုတော့ဆရာကိုကြတော့ပြစီ။မောင်ကောင်းနဲ့ခွန်လာတို့ကဆရာဖြစ်သူကိုထီချင်းကားပါနဲ့ကြတော့ပြီးပြက်ကကိုနှုတ်ဆက်ကဇေဒီဘောကနေထွက်ခွာသွားခဲ့တယ်။အကို တမယံကြီးဖရားကိုအရင်ကရောက်ဘူးလား။မရောက်ဘူးကွာ။ ဒါမဲ့လူကြီးတွေပြောတာတော့ကြားဘူးလေလူကြီးတွေကဘာပြောတာလဲတမယံကြီးဖေရအကြောက်တရားနဲ့တဲတဲ့ဖေရတဲ့ဘာလို့အကြောက်တရားနဲ့တဲတဲ့ဖေရလို့ပြောလဲဆိုရင်နန္ဒတူမင်းကသူ့ခမဲတော်အလောင်းစီသူမင်းနဲ့အကိုတော်မင်းရှင်စောကိုတတ်ပြီးထီးနန်းရယူခဲ့တဲ့သူမလို့သူ့အဖြစ်တွေကြည့်အောင်ဒီဖေရကိုတဲခဲ့တာပဲဖေရတဲတဲ့အခါမှာလည်းသူကိုယ်တိုင်ကြီးကြက်ခဲ့ပြီးအောက်စီလက်ရကလည်းအတော်ကောင်းမွန်တယ်လို့ဆိုကြတယ်ဒီကောင်ကဖေရတဲတာကိုလာစင်းအောက်တစ်ချက်နဲ့တစ်ချက်ကြာအဲ့နဲ့ထိုးကြည့်တာတဲ့ အနဲ့ထိုးကြည့်လို့အထက်ရဟနေရင်အဲ့ဒီနေရာကိုတာဝန်ယူတဲ့ပယံဘိတုကပညာတဲ့တို့တတ်ပြတယ်လို့ဆိုစမှတ်ရှိခဲ့တယ်။အဲ့ဒါတော့ကျွန်တော်လည်းကြားဘူးတယ်။ဆရာကျွန်တော်တို့ပြောတဲ့စကားထဲမှာဒီခီးစဉ်ကအရန်အန်နေရများတယ်လို့ပြောရင်နော်။နောက်ပြီးအတွင်းပတ်လန်ထဲကိုဝင်ရမယ်လို့လည်းပြောတယ်။ကျွန်တော်သိရသလောက်ကတော့အတွင်းပတ်လန်ကပိတ်ထားတာမလား။ပိတ်ထားလဲဝင်လို့ရတဲ့နေတော့ရှိမှာပါ။တကွတော့ရှိရဲ့နော်။ဒီအချိန်ကဖျားဘူးတွေရှိနေနိုင်တာမို့ငါတို့သတိထားရမယ်။ဟုတ်ကဲ့ကို။ ကျွန်တော်လည်းတက်နိုင်တာတော့တတိထားပါမယ်။မောင်ကောင်းနဲ့ခုံးလာတို့လည်းစကားတပြောပြောနဲ့လမ်းလျှောက်လာရင်ကားဆက်တန်ကြလို့လှည့်ကြည့်လိုက်ရာဖျားဘူးတွေအပြည့်ပါတဲ့ကားတစီဖြစ်နေခဲ့တယ်။နေရလဲပူတာနဲ့ဘယ်တိသွားကြမလို့လဲဗျ။ဓမယန်ကြီးဖျားကိုသွားမလို့ပါ။ဒါဖြစ်ရင်လမ်းကြုံနေလေ။ဒီကနေဆိုအဝေးကြီးလမ်းလျှောက်အောင်မှမို့ကားပေါ်တက်လာခဲ့ကြ။ကားသမားရဲ့စကားကြောင့်မောင်ကောင်းနဲ့ခုံးလာတို့လည်းကားနောက်တန်းမှာတွဲခုံရင်လိုက်ပါသွားခဲ့ကြတယ်။ဖျားရောက်တော့ကားသမားကိုကျေးဇူးတင်ကြောင်ပြောပြီးဖျားတဲ့ကိုဝင်လာခဲ့လိုက်တယ်။ အပြင်မှာပူပြင်းသလောက်ဖျားတဲ့ဝင်လိုက်တာနဲ့အေးချမ်းတဲ့ခံစားမှုကစတင်ပေါ်ပေါက်လာခဲ့တယ်။မောင်ကောင်းတဲ့ခွန်းလာလည်းဖျားတဲ့ကိုရောက်တာနဲ့ဥစွာကတော့လိုက်ပြီးအထဲဘက်ကိုလှည့်ပတ်ကြည့်ရှုနေခဲ့ကြတယ်။တမယံကြီးဖျားရဲ့ပနတ်ပုံစံဟာအာနန္ဒာလိုက်ငုံဖျားကြီးပနတ်ပုံစံနဲ့ဆင်တူပြီးလေးမျက်နှာမှာအာယုံကံမုတ်တွေရှိတာမြင်လိုက်ရတယ်။တမယံကြီးဖျားရဲ့အလဲမန်တိုင်းပတ်လည်မှာဇင်းညံပတ်လည်နှစ်ထပ်ရှိပေမဲ့အတွင်ဇင်းညံပတ်လည်တစ်ခုလုံးနဲ့အပြင်ဇင်းညံပတ်လည်အတွင်မှာအတွင်ဇင်းညံတို့ဝင်ပေါက်အားလုံးကို အောက်ဖြင့်အသေးပိတ်ဆို့ထားတာကိုမြင်လိုက်ရတယ်။ဆရာပြောတာဒီနေရာပဲဖြစ်မယ်။မောင်ကောင်းကအသေးပိတ်ထားတဲ့အတွင်းပိတ်လမ်းကိုကင်ကြည့်ပြီးနားနဲ့ကက်ကနားထောင်မှုအလုပ်ညီးတန်လို့လို့အတန်တစ်ခုကိုကြားလိုက်ရတာကြောင့်နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ညီးတန်တစ်ခုကြားလိုက်တယ်လို့ပဲ။ဟုတ်တယ်ကိုကျွန်တော်လည်းကြားလိုက်တယ်။ခွန်လာကစိတ်ထဲမတင်ကြတာကြောင့်နယံနားကတ်သွားတဲ့အချိန်အကိုဒီဟာအုပ်စီရတယ်ကိုကြည့်လိုက်ပါဦး။ဘာဖြစ်လို့လဲခွန်လာ အောက်ဆီယာတွေကအပြင်ပတ်လန်းအောက်ဆီယာတွေနဲ့မတူဘူးဗျအပြင်ပတ်လန်းအောက်ဆီယာတွေကအင်္ဂလိပ်ထူပြီး အတွင်းပတ်လန်းကိုပိတ်ထားတဲ့အောက်ဆီယာတွေကအင်္ဂလိပ်ပါနေတယ်။ဟေးမင်းပြောမှငါလည်းသတိထားမိတယ်။နောက်ပြီးနယံစေးရေးပကြီးတွေကလည်းအပြင်ပတ်လန်းကလက်ရလာမကောင်းတော့အလင်းစလိုရေးဆွဲထားသလိုပဲမဟုတ်မှလွယ်ရောအတွင်းပတ်လန်းကိုပိတ်ခံတော့အချိန်မရလို့ခက်မြန်မြန်လုပ်ခဲ့ရတယ်နဲ။ဒါဆိုဆရာပြောသလိုအထဲမှာတခုခုတော့ရှိနေလိမ့်မယ်။ ကျွန်တော်တို့အထဲဝင်မို့လောက်ကြရအောင်အထဲဝင်မို့ဆိုတာဆရာညာတင်ပေးခဲ့တဲ့ရုပ်နံခွဲထုတ်တဲ့ကျင့်စဉ်တောင်းရမယ်ထင်တယ်တေးကြတာဘောကွာကဲတိတ်ဆိတ်တဲ့နေရာတနည်းအောင်ရွေးလိုက်ကြရအောင်မောင်ကောင်းတဲ့ခွန်းလာတော့လေလူသူသိမ့်မလာတဲ့ကြောင်ကြကြနေရာတခုကိုရွေးလိုက်ပြီးရုပ်နံခွဲထုတ်တဲ့ကျင့်စဉ်ကိုစတင်ခဲ့ကြတယ်နိုင်ဝက်လောက်ကြတဲ့အချိန်မှာတော့တရားထိုင်နေတဲ့ခန္ဓာကိုယ်တွေကနေနာနှခုခုံထွက်လာခဲ့တယ်ခန္ဓာကိုယ်ကပေါ်ပါနေလိုက်တာ မသိရင်ဝါခုံးစားလေအတိုင်းပဲ။ ဝါကွန်းစားတွေပါလုံးမနေနဲ့အထက်ရောက်ရင်ဘာရင်ဖြစ်လာမလဲမသိနိုင်တာမို့တတိကတ်ထောင်းမောင်ကောင်းကခုံးလာကိုတတိပေးပြီးအင်္ဂလိပ်နဲ့ပိတ်ထားတဲ့အတွင်းပတ်လန်စီကိုထွက်လာခဲ့လိုက်တယ်အကိုဟိုမှာကြည့်အောင်ခုံးလာကမင်းငေါ်ပြတာကြောင့်လမ်းကြည့်လိုက်ရအတွင်းပတ်လန်အဝမှာဥကောင်းပြက်လူစဲစဲဖြစ်နေတဲ့လူနည်းရောက်ပိတ်ရက်နေတာကိုမြင်လိုက်ရတယ်အလားတူအပြင်ရှောက်လန်းထဲမှာလည်းတွေးစိုးနေတဲ့အဝတ်တွေဝစ်စင်လာပြီးဥတို့ကိုရှောက်သွားနေတဲ့မကျွတ်လို့တည်တဲ့သူတွေလည်းထက်ရှိနေခဲ့တယ်မကျွတ်လို့တည်တဲ့သူတွေအများကြီးပါလား သူတို့အာယုံနဲ့မထားနဲ့အထဲဝင်မလို့လောက်ရအောင်မောင်ကောင်းတို့လည်းအတွင်းပတ်လံဝင်မို့တိုးကတ်သွားတဲ့အချိန်ခေါင်းပြက်လူဆဲဆဲဖြစ်နေတဲ့နှစ်ယောက်ကလက်နက်ဖက်ကိုစန့်ထုတ်ပြီးဒီနေရာကိုနင်တို့ဝင်မရဘူးပြန်ကြသံအဲ့လိုတားဆီးလာတဲ့အတွက် မောင်ကောင်းကလွယ်ရည်ထဲကနေသုံးကွက်အင်းနှစ်ယောက်ကိုလေးကောက်ခောက်ပြီးပြစ်ချလိုက်တယ်ဆိုရင်ပဲတားဆီးတဲ့နှစ်ယောက်ငဲတန်းပေါင်းအော်ပြီးထွက်ပြေးသွားခဲ့ပါတယ်မောင်ကောင်းတို့လည်းတားမဲ့သူမရှိတဲ့အတွက် အုံနေအောင်ဖောက်ပြီးအထဲကိုဝင်လာရခန္ဓာကိုယ်ကရေခဲတိုက်တဲ့ရောက်သွားတယ်လို့ အေးဆက်လာပြီးခြေပြားလက်ပြားတွေကျင်တက်လာခဲ့တယ်။အေးလိုက်တာအထဲမှာလည်းမောင်မဲနေပါလား။ခံစားချက်ကိုအနမ်းတက်ပါမကောင်းဘူးဟာ။နှာခေါင်းထဲကအပုံနဲ့ရသလိုပဲ။ခွန်လာလည်းစိုးရင်စိမ့်နဲ့ပြောလိုက်ပြီးနယံကိုလက်နဲ့ထိကန်လိုက်ရကញင်တိုင်မီးတွေကဟောင်းငနဲ့ဟောင်းငနဲ့ထားထောက်လာခဲ့တယ်။အထဲမှာစီမီးတိုင်တွေရှိနေပါလား။အလို့ရှောက်လန်းမှလည်းအမိုက်တရိုက်တွေမရှိပဲတယောက်ယောက်ကလဲချင်းထားသလိုတန့်ရှင်းနေပါလား။ ခေါလာအာဩစွာနဲ့ကြည့်နေတဲ့အချိန်အမိုးဘွားနဲ့ပစိန်ကင်နာတဲ့လူတယောက်ကဝုံဝင်းနဲ့ခုံချလာခဲ့တယ်။ဒီနေရာကိုကျူးကျော် ဝင်ရောက်လာတာဘသူလဲဟဲ့။ကျုပ်တို့ကတင်းတို့ကိုအန္တရာယ်ပေးမဲ့သူလည်းမဟုတ်ပါဘူး။အထဲမှာရှိတဲ့ဗာပစ္စည်းကိုမှလည်းယူမဲ့သူမဟုတ်ပါဘူး။မင်းတရားကြီးကဒီနေရာကိုဝင်ရောက်လာသူမှန်တယ်မြောက်ကိုတုတ်တယ်မို့အမိန်ပေးတာလားကွ။တိတ်ကြစမ်း။ပစိန်ကင်နာတဲ့လူတွားကြီးကခုံးမဲ့ဟန်ပြင်လိုက်ချင်းခေါလာကဒီလောက်တောင်ပြောလို့မှမရရင်လေ။ ငါလည်းနိုင်နာလောက်ရမှာပဲအဲ့လိုပြောကလက်ညှိုးထိုးပြီးဘေးကိုဆွဲထုတ်ပြစ်လိုက်တယ်အင်းပေါက်ထားတဲ့လက်ညှိုးနဲ့ဆွဲပြစ်ကန်ထိသွားတဲ့လူထွားကြီးကချက်ချင်းကုန်းထလာပြီးထပ်မံရန်ပြူဖို့ဝင်လာခဲ့တယ်ဒီတခါမှာတော့ခွန်လာကလေဘင်းကိုစောက်ကင်နဲ့ဟန်လုပ်ပြီးလေဘော်ကိုဆွဲတင်ကမြှောက်တင်ထားလိုက်တယ်ငါလည်းဒီလိုမလုပ်ချင်ပါဘူးကွာမင်းကပြောလို့မှမရတာဒါကြောင့်မို့ခဏတော့ညင်ညင်လေးနေလာအောင်ခွန်လာမှလွတ်နေတဲ့လက်နဲ့အချုပ်အင်းကိုထုတ်ပြီးပြစ်လွတ်လိုက်ရတားဆီးနေတဲ့အဆောင်ရဲ့ခန္ဓာကိုယ်က နေရံပေါ်မှာပင့်ကိုမြင်နဲ့ကတ်ထားသလိုဖြစ်သွားခဲ့တယ်။အကိုစစချင်းမနဲ့အဆင်ပြေမနေဘူးနော်။နောက်ပိုင်းကဒီတက်ဖို့ဆိုးလာမယ်ထင်တယ်။ဒါမဲ့နန်စိမ့်နဲ့ပညာပြရတော့တော့ငါတို့သဘောကျတယ်ကွာ။တင်တော်ရောပဲသဘောကျတယ်။နှစ်ယောက်သားကမီးရောက်နေလင်းထိန်နေတဲ့ရှောက်လန်းအတိုင်းဝင်သွားခဲ့ရာကြောက်ချက်တွေနဲ့ထူးဆစ်ထားတဲ့လေကားတစ်ခုရှိကိုရောက်လာခဲ့တယ်။လမ်းကတော့ဆုံးပြီကွာ။ဒီထဲကိုဆင်းရတော့မယ်ထင်တယ်။လမ်းမှာမရှိတော့တာဆင်းမှရမှာပေါ့။ ခေါလာနေရံမှာချိန်ထားတဲ့ကငင်မီတံကိုဖြုတ်ပြီးလေကားအောက်ကိုထိုးကြည့်လိုက်ရမရင်မတွက်နိုင်အောင်များပြားလာတဲ့မွေတွေကိုမြင်တွေ့လိုက်ရတယ်။ဟေ့ကောင်ရဒါမွေတိုက်မဟုတ်လားစင်းလို့ရပါမလားလမ်းတလမ်းပဲရှိတာလေဒီလမ်းမှာမတွက်ရင်တွားဖို့နေရာမရှိတော့ဘူးအရန်လည်းစိတ်မပူပါနဲ့ကျွန်တော်တို့ကနမ်းပဲရှိတာလေမွေပေါက်လည်းမသေးပါဘူးဗျဒါဖြင့်လည်းနှစ်ယောက်တူတူစင်းကြရအောင်မောင်ကောင်းတဲ့ခွန်လာတို့လည်းတီကောင်းနေလို့ရစ်ထွေးနေတဲ့မွေတွေကို ကြော်ကွပြီးဆင်းလာခဲ့လိုက်တယ်။လေကတက်ကိုကြော်ပြီးချိန်မှာတော့အတန်အသင့်ကျန်ဝန်းတဲ့အခန်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်။အဆိုပါအခန်းရဲ့တောင်းလေးတောင်းမှာတော့ပကံခဲလက်ရစစ်တီလေးယောက်ပုံကအင်္ဂရိနဲ့ထူးစစ်ထားပြီးမျက်နှာတွေကခတ်ထန်ကြမ်းကြုတ်တဲ့အသွင်ကိုစောင့်နေခဲ့တယ်။အကိုဒီရုပ်တုတွေဟာတာမန်ရုပ်တုတွေဖြစ်နိုင်မှာမလား။ငါလည်းမပြောတတ်ဘူးကွာ။ရှေ့မှာမြင်နေရတဲ့တကားတွေကိုအရင်ဝင်ကြရအောင်။မောင်ကောင်ကမြင်နေရတဲ့တကားတွေကိုဝင်ဖို့ခြေထောက်လှမ်းလိုက်တယ်ရှိသေး။ တောင်လေးတောင်မှာရှိနေတဲ့ရုပ်ထုလေးရုပ်ကအသက်ဝင်လှုပ်ရှားလာပြီးတိုက်ခိုက်ပါလေရောအာအကိုတတိထားအနောက်မှာခွန်လာမောင်ကောင်းကိုဆွဲလိုက်ပြီးနယံတောင်းကိုကတ်သွားခဲ့တယ်လို့လက်ထဲမှာကင်ထားတဲ့မီးတုပ်လည်းလွတ်ကျသွားခဲ့တယ်ခွန်လာသူတို့ကဘလို့အစီရင်လဲမသိဘူးနာကျင်တဲ့တံကိုခန်းစားမိတယ်ကွာရုပ်ရော်နံရော်တိုက်ခိုက်လို့ရတဲ့စက်ကောမှအတက်တွေနဲ့လှုပ်ထားတာများလားခွန်လာစကားမဆုံးခင်မှာပဲရုပ်ထုတွေကလင်မြန်တဲ့အချိန်နဲ့ပြင်းဝင်လာခဲ့ကြတယ် ဒါပေမဲ့အနားမြောက်ခင်မှာပဲတန်ငွေကြိုင်နာတဲ့ကလေးနှစ်ယောက်သူတို့ရှိမှပေါ်လာပြီးလက်နက်တွေကိုဂွေနဲ့ရိုက်ထုတ်ပြစ်လိုက်တယ်။ဒီကလေးတွေကဘသူတွေလဲအကိုခဏလေးသူတို့ကဆရာတော်ကြီးရဲ့ကျောင်းသင်ကောင်စောက်ကြတဲ့ကလေးနှစ်ယောက်မလား။မောင်ကောင်းကဝမ်းသာအားရနဲ့ပြောရင်းကြည့်လိုက်ရာအဆောင်လေးယောက်ကြားထဲမှာဂွေလင်းနှန်းဆော်ရင်းပြေးလွှားနေကြတဲ့တိတ်တိညီနောင်ကိုမြင်လိုက်ရတယ်။ဂိုင်းနောက်ကလေးနှစ်ယောက်အကြောင်းကိုတော့အောင်မြတ်တာနဲ့တိတ်တိညီနောင်ဆိုတဲ့ဝတ္ထုမှဖတ်ရှုနိုင်ပါတယ်။ခွန်လာငါတို့အထဲဝင်ရအောင် မောင်ကောင်ကခွန်လာလိုက်ကိုဆွဲပြီးတကားပေါက်ထဲဝင်သွားတဲ့အချိန်သူတို့ရဲ့လက်ဘင်းပေါ်ကိုအေးဆက်ဆက်ရှာတတ်တဲ့အရာတစ်ခုလာတိတာကိုခံစားလိုက်ရတယ်။ဖျားတဲ့ကိုကျူးကျော်ဝင်ရောက်လာတာဘာတူလဲဟဲ့။ဆိုတဲ့အတန်နဲ့အတူမီးတော့တွေကင်နာတဲ့လူတချို့အုံနေရနေတဲ့ကနေထွက်ပေါ်လာခဲ့တယ်။မီးရင်းရောင်ကြောင့်ဘေးကိုကြည့်လိုက်ရလက်ဘင်းကိုဓာတ်နဲ့တိတ်ထားတဲ့ရဲမတ်ချို့ကိုမြင်လိုက်ရတယ်။အချိန်နေရရုတ်တရက်ပြောင်းလဲသွားတာမို့မောင်ကောင်နဲ့ခွန်လာတို့ကအချင်းချင်းကြည့်လိုက်ပြီးကိုလုံအင်းကိုအသက်သွင်းဖို့အလို့သူတို့အแทခေါ်လာခဲ့။ဘာအကြောင်းနဲ့မှထိခိုက်အောင်မလုပ်ရ။ ဆိုတဲ့အတန်ထွက်လာခဲ့တယ်။ဒါကြောင့်မို့ကိုလုံအင်းကိုအသာပြန်ထားပြီးရဲမတ်တွေခေါ်တဲ့နောက်ကိုလိုက်ပါသွားခဲ့တယ်။လမ်းတစ်လျှောက်မှာတော့လက်ရမြောက်စွာရေးဆွဲထားတဲ့နိုင်ရန်စည်ရေးပကြီးတွေပကံခစ်ကဗပူးရုပ်ပုံတွေကိုမြင်တွေ့ခဲ့ရတယ်။အကွေအောက်တွေပါရဲလှေကားတွေကိုဆင်းလာပြီးအချိန်မှာတော့ကြောက်သားနဲ့ပြုတ်လုထားတဲ့တကားနှစ်ချက်ရှိကိုရောက်လာခဲ့တယ်။ရှေ့မှာပါလာတဲ့ရဲမတ်တွေကကြောက်တကားကိုတုံးဖွင့်လိုက်ရမျက်စိကျဉ်လူမတက်တောက်ပနေတဲ့ရွှေတဲ့ပစ္စည်းတွေကိုပုံလိုက်အပေါ်လိုက်မြင်တွေ့လိုက်ရတယ်။အခန်းထဲမှာတော့၄ဘက်၄တန်အနေကြာရောက်နေတဲ့ နေလင်းရောင်ကြောင့်ပြိုးခွင်းနဲ့ပြက်ကနေတောက်ပနေတဲ့ရွှေတလုံးပေါ်မှာအိန္ဒြေရစာထိုင်နေတဲ့အသက်80အရွယ်ဆရာတော်တပါးကိုဖူးမြင်လိုက်ရတယ်။အကိုဒီဆရာတော်ကဘာတူလဲ။ငါလည်းခုမှဖူးရတာတကားမှမမြင်ဘူး။မောင်ကောင်းစကားကြောင့်ဆရာတော်ကပိုးသားလိုနူးညံ့လာတဲ့သင်္ကန်းထဲကနေရွှေရောင်လုံးမူးလေးတစ်ခုကို ထုတ်ယူလိုက်ကရှေ့မှာချထားလိုက်တယ်။တကားလေးတို့မှကိုပြောက်စီတဲ့တက်လုံးပါလာတယ်မလား။ပါပါတယ်ဖေဟာ။ ပါလာရင်တက်လုံးဒီကလုံမှုလေးတွေကိုထည့်လိုက်ပါဒါနဲ့ဆရာတော်ကတပည့်တော်တို့စောင့်နေတဲ့သူလားဒီအဖြေကိုသိရမှတပည့်တော်တို့ထည့်ပေးပါမယ်ဟုတ်တယ်တကားလေးဆရာတော်ကတကားလေးတို့နှစ်ယောက်ကို တွေးကျင်လို့စောင့်နေတာနှစ်ပေါင်းများစွာကြာရောပေါ့တပည့်တော်တို့တွေးကျင်လို့ဟုတ်လားဗျာအရှင်ဘုရားနဲ့တပည့်တော်တို့ကဘယ်လိုမျိုးပတ်သက်နေကြတာလဲဗျာဒီရဲ့เจ้าတွေကိုပြောရရင်တက္ကရွေ929နောက်ပိုင်းကာလတွေကနေစပြောရမယ် ဒီဖယားကိုတည်ခဲ့တဲ့နရသူဟာယဟန်ပြိုတွေသူ့ကိုပုံကံမှာကြောက်လွန်တဲ့အတွက်ယဟန်တွေကိုလူထွက်အောင်နေရမျိုးမျိုးနဲ့ကြံစီခဲ့တယ်။မာတုကာမတွေကိုမဝတ်တဲ့နဲ့အဝတ်တွေဝတ်ဆင်ခိုင်းပြီးဖုန်ကြီးကြောင်ဝတ်အတွင်းမှာကခိုင်းဆိုခိုင်းခဲ့တယ်။သူ့အထင်ကယဟန်ပြိုတွေစိတ်မခိုင်ပဲလူထွက်မယ်ပေါ့။ဒါပေမဲ့အထင်တလောက်မှဖြစ်လာတော့ဒီအကြံကိုဆွတ်လွတ်ပြီးယဟန်တွေကိုလဲပင်းထားတင်ချင်းချောက်ပြီးတော့လူထွက်ခိုင်းတယ်။အချို့ယဟန်တွေကလူထွက်ရမှာကြောက်လို့တီဟိုပြီကိုထွက်ပြေးရတယ်လို့အချို့ကြတော့လည်းအတ္တတာအသေးခံပဲ။ ယဟန်ဘုံကတော့မထွက်ဘူးဆိုတဲ့စိတ်နဲ့အသေးခံခဲ့ရတယ်။အဲ့ဒီချိန်ဘုံကြီးကတီဟိုရောက်နေပြီမဲ့တကာလေးတို့နှစ်ယောက်ကမင်းတို့ချစ်မြတ်နိုးတဲ့ဒီမြေပေါ်မှာကြံရစ်နေခဲ့တယ်။ဒီမြေကိုချစ်တဲ့စိတ်ဒီဒေတာကိုမျက်နိုးတဲ့စိတ်ယဟန်ဘုံကိုမစွန့်လွတ်ချင်တဲ့စိတ်ကြောင့်မင်းတို့နှစ်ယောက်ကယဟန်ဘုံနဲ့ပဲနရသူဆိုတဲ့မင်းစိုးမင်းရုပ်ရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ဒါဆိုတပည့်တော်တို့ဘလို့ရှာတွေ့ခဲ့တာလဲ။ဘုံကြီးကတီဟိုမှာတည်င်းတုံးနေတဲ့ချိန်အရှင်အစ္စကောနာရောက်လာခဲ့တယ်လေ။ အကြောင်းကတော့နရသူဆိုတဲ့မင်းရောလောက်ချန်ခဲ့တဲ့တန်ရာနဲ့တေးပြီးဆိုတာကိုလာပြောပြခဲ့တာအဲ့ဒီချိန်ဘုံကြီးလည်းဒကာလေးတို့နှစ်ယောက်ကိုရှာဖို့မိန့်ငယ်ဘူးတယ်ဒါကြောင့်အရှင်အစ္စကောနာဒကာလေးတို့နှစ်ယောက်အတွက်ရည်စူးပြီးဒီတက်လုံးလေးကိုဖန်တီးပေးခဲ့တာတပည့်တော်တို့ဓမ္မယံကြီးဖျားလဲလာခိုင်းတာလဲအရှင်ဖျားပဲမလားဟုတ်တယ်ဒကာလေးဆရာတော်ဦးခန္ဓာစောဒီကိုခွင့်တောင်းပြီးတော့ဒကာလေးတို့ကိုပို့ခိုင်းလိုက်တာဒီအတိုင်းတာမန်ဆိုရင်ဒကာလေးတို့ကစိတ်ပေါ့သွားမှာဆိုလို့အနောက်ရှက်တွေပေးဖို့မိန့်လိုက်တာ တပည့်တော်တို့အရှင်ဖုရားရဲ့ပွဲတော်လေးတီးခွင့်ရနိုင်မလားဖုရားဘုန်းကြီးရဲ့ပွဲတော်ဟာပန်းတကူမထေးလို့ခေါ်တယ်တကာလေးတို့လည်းလောကီလမ်းမှာပေါ့မြောက်အောင်မြင်ကြပါစေဆရာတော်ကမောင်ကောင်းတဲ့ခွန်လာတို့ရဲ့ကောင်းအောင်ပုတ်ပြီးဆူတောင်းပေးကလက်ကိုဝေယမ်းလိုက်တယ်ဆိုရင်ပဲလွယ်ထင်းမှာပါလာတဲ့တက်လုံးတွေကလေဝပြန်ဝဲတက်လာပြီးရွှေရောင်လုံးမှုတွေကိုဝင်ရောက်သွားခဲ့တယ်တကာလေးတို့ကအခုမှပညာတင်စားရွယ်ဖြစ်တာမို့ဒီတက်လုံးကိုဥက္ကနာဇောတိစီမှာအနှံထားလိုက်မယ်အရှင်ဖုရားကိုဖူးထွေးခြင်းရလို့ တပဲတော်တို့အတိုင်းထက်လုံဝမ်းမြောက်မိပါတယ်ဖေဟာတာတုတာတုတာတုခொနေရတာသမီးတွေအကျိုးတည်ပိုးနိုင်ကြပါစေကွယ်ဆရာတော်ရဲ့တာတုခေါ်တန်အဆုံးမှာမောင်ကောင်းတဲ့ခွန်လာတို့ရဲ့နန်ယုံကရုတ်တရက်လွန်းထွက်သွားပြီးခန္ဓာကိုယ်ထဲကိုပြန်လည်ဝင်ရောက်သွားခဲ့ပါတော့တယ်အကြောက်တရားအလန့်တရားတွေနဲ့တည်ထားခဲ့တဲ့ဓမယန်ကြီးဖရာတဲ့ကနေပြန်ထွက်လာခဲ့ကြတဲ့မောင်ကောင်းတဲ့ခွန်လာကမိမိအတ္တအတွက်ပြည်သူတွေရဟန်းတန်ဃာတွေကိုရရဲဆက်ဆက်တက်ဖြတ်ခဲ့တဲ့ နရသူဆိုတဲ့ဘရင်ကိုယွန်ရှာမုံတီးခြင်းတွေတဖွာဖွာပေါ်ပေါက်လာပါတော့တယ်။စာဖတ်ပရိသတ်တွေအနေနဲ့ဒီဝိထုထဲမှာပါတဲ့ပြက်ကအကြောင်းကိုလည်းသိချင်ကြမယ်လို့ထင်ပါတယ်။ဒါကြောင့်နောက်ဝိထုကိုတော့ပြက်ကနဲ့တွဲဆောင်ခဲ့တဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားပါမယ်။ဒီအကြောင်းလေးကိုတော့အောင်မြတ်တာနဲ့အမောင်ပြက်ကဆိုတဲ့ဇလန်လေးမှာနားဆင်ပေးကြပါအောင်။အခုလောအဆုံးနေ့လိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဆိုင်များကို ဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။